ကျမတို့ဒီနေ့သတင်းစာရှင်းပွဲလုပ်ရတဲ့အကြောင်းအရာတော့ရွေးကောက်ပွဲနဲ့ပတ်သက်နေပါတယ်။အားလုံးသိတဲ့အတိုင်းပဲရွေးကောက်ပွဲတွေကို၈ရက်နေ့ဩဂတ်လ၈ရက်နေ့မှာကဟို ဟိုဘောဂစားရှိရနေအပီကိုဆက်စင်းနေတင်ပြီးတော့နိုဗ ెంబ ာလ10ရက်နေ့မှာကျင်းပမယ်ဆိုတာတော့ကျင်းပပြီးသားဖြစ်ပါတယ်အဲ့တော့မြို့သားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့ဒီနေ့ဗဟိုလူဥတောင်ဖွဲ့စီဝေးခေါ်ပြီးတော့ရေကောက်ပွဲဝင်ရေးမဝင်ရေးကိုဆွေးနွေးခဲ့ပါတယ်အဲ့တော့တို့လိုပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဖွဲ့ချုပ်တင်နဲ့ရေကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရေကောက်ပွဲဝင်ဖို့ဆုံးဖြတ်တယ်ဆိုတာတော့အဓိကအဖြစ်တော့မပြီးသေးတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲလုပ်ငန်းကိုဆက်လက်ပြီးတော့အကောင့်ထဲပို့ပါတယ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်းကျမတို့တတ်နိုင်သမျှမဲဆန္ဒနဲ့အားလုံးကနေပြီးတော့ရှင်းပြမှာပါအလုပ်ပြည့်တဲ့အတိုင်းပဲဒတိုင်းပြေလို့တိုင်းတာနေဆိုလို့ရှိရင်1200ကျော်ပါတယ်1200အားလုံးမှာတော့ကျမတို့ဝင်ပြိုင်မှာမဟုတ်ပါဘူးတချို့တက်လီမှာတော့ဝင်မပြိုင်တဲ့နေရာတွေရှိနိုင်ပါတယ်ဒါပေမဲ့အများစုကြည့်လို့ကျမတို့ဝင်ပြိုင်မှာဖြစ်ပါတယ်